မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့တင်ဆက်မှုအစီအစဉ်ဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးချင်တာကတော့ကြော်ကိုကိုရေးသားထားပြီး Renew Agency သတင်းဌာနမှာဖော်ပြခဲ့မှုတဲ့အမျိုးသားနိုင်ငံတော်အယူအဆနဲ့ရခိုင်ဒေါ်လာရေးဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ရှင်အခုဆောင်းပါးကိုရေးသားထားတဲ့ကြော်ကိုကိုဆိုတာကတော့ဘာကတာမြအဖွဲချုပ်ဥက္ကဋ္ဌဟောင်းဖြစ်ပြီးတော့ အခုအချိန်မှာတော့ Social Democratic Party အထွေထွေ အတွင်ရင်မှုဖြစ်ပါတယ်ရှင်ဒီဆောင်မကိုဘာကြောင့်တင်ဆက်ရတယ်လဲဆိုရင်အာရခတက်တော်ဟာအခုဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့မြို့သုံးမြို့သာကြံမာတော့တယ်အဲ့ဒီတော့စစ်ကောင်မရှင်လောက်ကလူရင်ရခိုင်ပြည်ကိုဘလို့တိဆောက်မလဲဘလို့ခီးဆက်မလဲဒါကအရေးကြီးလာပါတယ်ဒါကြောင့်မယ်ရခိုင်ပြည်နဲ့လွတ်မြောက်သွားရင်ဘာတွေလုပ်နိုင်မလဲ ဘာတွေစက်ပြစ်မလဲဆိုတာကိုသိစေဖို့အတွက်ရည်ရွယ်ပြီးတော့နိုင်ငံရေးဆောင်းပါးကောင်းတပုတ်ဖြစ်တဲ့အတွက်တင်ဆက်ရခြင်းပဲဖြစ်ပါရဲ့ရှင်။ဆောင်းပါးရဲ့ပထမဆုံးအခွင့်အစာမျက်နှာမှာ UNAA ရဲ့တော်လှန်ရေးဟာနောက်ဆုံးပန်းနိုင်အဖြစ်ရခိုင်ဒေသတစ်ခုလုံးကိုငြိမ်းချမ်းထိန်းချုပ်လို့ရပြီးအုပ်ချုပ်ရေးရန်တရာတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့အမျိုးသားနိုင်ငံအဖြစ်ကြီးညာဖို့ခြေလှမ်းစတော့မယ်လို့ဖော်ပြထားပါတယ်ရှင်။ကျမကတော့စာကြည့်စိတ်ပါ

နိုင်ငံရေးရည်မှန်းချက်တွေကိုမြန်မာနိုင်ငံအဝန်အဝိုင်းအတွင်မရရှိရင်မိမိတို့လိုလားတဲ့အမျိုးသားနိုင်ငံတော်အစဉ်ကိုနိုင်ငံတကာအတိုင်အဝန်နဲ့လက်တွဲတည်ဆောက်သွားမယ်လို့ UNLAA ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဥက္ကဋ္ဌကပြောခဲ့ပါတယ်။ဥက္ကဋ္ဌအခုလိုအင်တာဗျူးမပေးခင်ကတည်းက UNLAA ရဲ့တက္ကိတလမ်းစဉ်ဆိုတဲ့နိုင်ငံရေးလမ်းစဉ်နဲ့ရည်မှန်းချက်တွေကိုခေါင်းဆောင်ပိုင်းကမကြာခဏဖော်ထုတ်ပြောဆိုနေတာကိုတွေ့ရပါတယ်။ ဲ့ဒီအချိန်ကာလကပြည်မနိုင်ငံရေးသမားတွေအပါအဝင်လိလာတုံးသက်သူ တော်တော်များများကရခိတလန်းစင်ရဲ့အတင်အနဲ့ကိုတည်တည်ချာချာ၊ကွဲကွဲပြားပြားမသိနိုင်ကြသေးဘူးလို့ယူဆရပါတယ်။အခုတော့ရခိုင်ပြည်သူတွေရဲ့နိုင်ငံရေးရည်မှန်းချအရင်ထုတ်ပြောနေကြပြည်တော်အစင်းကနေအမျိုးသားနိုင်ငံအစင်းကိုကိုပြောင်းသွားခဲ့ပြီလို့အတီလင်းကြင်ညာလိုက်တဲ့အနေထားပါပဲ။အချုပ်အကြာအာနာအမျိုးသားနိုင်ငံလို့ဆိုလိုက်ရင်အရင်ဆုံးပြင်းပြရမှာက အချုပ်အချာအာနာပါရခိုင်လူတို့မှာအချုပ်အချာအာနာနဲ့ပတ်သက်တဲ့ခံစားမှုတွေတိမ်ညွတ်မှုတွေကြည်ကြည်မာမာရှိတာကိုတွေ့ရှိရပါတယ်။ဗမာဘရင်တွေဟာမတရားသိမ်းပိုက်လို့ရခိုင်အချုပ်အချာအာနာကို ဆုံရှုံခဲ့ရတယ်လို့ဘိုးစင်ပေါင်းဆက်တက်ကြီးကတက်ငယ်ကိုတင် जा ပိုးချပေးရင်မိမိတို့ရဲ့အမျိုးသားရဲ့အမတ်တရုတ်ကိုဆက်လက်ထိန်းသိမ်းမှုတောလန်နှုံစော်တဲ့နေရာမှာရခိုင်လူမျိုးကိုဘယ်လူမျိုးမှမမိဘူးလို့တောင်ပြောလို့ရပါတယ်။ ဒီဂျူရီနဲ့ဒီဖစ်တိုအချို့ချာအာနာနဲ့ပတ်သက်ပြီးပြောရရင်ဒီဂျူရီဘာဘစ်ထရီနဲ့ဒီဖက်တိုဆာဘစ်ထရီဆိုပြီးနှစ်မျိုးဖွဲ့ပြီးပြောရလိမ့်မယ်ဒီဂျူရီအစိတ်ရထားတဲ့နိုင်ငံရေးအင်အားစုဟာသူ့လွှမ်းမိုးတဲ့နေမြေတခုမှာဥပဒေအရာတရားဝင်အုပ်ချုပ်ခွင့်ရှိတယ်လို့ဆိုပြီးဒီဖက်တိုအစိတ်ရထားတဲ့နိုင်ငံရေးအင်အားစုဟာ သူ့လွှမ်းမိုးတဲ့နေမြေတခုကိုဘာဥပဒေမှမပြဋ္ဌာန်းခဲ့ရင်တောင် တကယ်အရှိဘဂတိအတိုင်းအုတ်ချုပ်ခွင့်ရှိတယ်လို့ပြောရပါလိမ့်မယ်။ကျွန်တော်တို့နဲ့အနည်းဆက်ဆုံးဥပမာပြပါဆိုရင်ဝါပြည်မှာ UWSA ဝါပြည်သွေးစည်းညွှန်ရေးတက်မတော်အဖွဲ့ဟာတိပတိုအစ်စ်အုတ်ချုပ်ရေးအာဏာကိုရရှိနေပြီလို့ပြောလို့ရပါတယ်။ကိုအမိတ်ပြန်နဲ့ကိုစီကံထုတ်ပြန်ခြင်းနဲ့ကိုအုတ်ချုပ်နေပြီးကျမ်းမာရေးပညာရေးနဲ့တခြားလူမှုဝန်ဆောင်ရေးလုပ်ငန်းတွေကိုလည်းကိုပါတာစီမံခန့်ခွဲနေပြီလို့ပြောလို့ရပါတယ်။ ငွေကြေးသုံးဆွဲမှုမှာလည်းမြန်မာကြက်ဝေကိုမသုံးဆွဲတော့ပဲပုံမိုခိုင်းပါတယ်တရုတ်ဝမ်မင်ပြီးငွေကိုပဲသုံးဆွဲနေတာကြာပါပြီစိုက်ပရက်အရေးအခင်နောက်ဥပမာတစ်ခုထပ်ပေးရရင်ပူရောပတိုင်းမြေတဲပင့်လေတဲကစိုက်ပရက်ကျွန်းလေးရဲ့အရှိမြောက်ဖက်ချမ်းမှာတူတကီလူမျိုးစုတွေတည်ကြနေထိုင်တယ်မြောက်စိုက်ပရက်တော့ကသမရနိုင်ငံဆိုတာရှိပါတယ်သူလည်းတိဘက်တို့အစ်စ်ကိုပိုင်အုပ်ချုပ်ရေးကိုအရယူထားတဲ့နိုင်ငံတကူဖြစ်နေတာကြာပါပြီ ီတရှာစီက1960မှာလွတ်လပ်ရေးရပြီးတဲ့နောက်ဂရီးနွယ်ပါစိုက်ပရီယော့တွေနဲ့တူရကီနွယ်ပါစိုက်ပရီယော့တွေဟာကိုပိုင်နိုင်ငံရေးအာဂျင်တာတွေကိုစွန့်လွတ်ပြီးစိုက်ပရက်တနိုင်ငံနဲ့ဖြစ်ရေးမှုနဲ့တွားခဲ့ကြတာပါနောက်ပိုင်းနိုင်ငံရေးအာဏာခွဲဝေမှုတွေအခွန်ဘဏ္ဍာခွဲဝေမှုတွေမှာအငင်းပွားကြလို့အခုလိုတီကြာနှစ်နိုင်ငံအဖြစ်ပြောင်းလဲသွားတာပါဒီလိုနှစ်နိုင်ငံမဖြစ်ခင်ကတည်းကဂရီးစိုက်ပရီယော့လက်ရအစိုးရကိုင်းက စိုက်ပရက်ကိုဂရိနဲ့ပေါင်းစည်းဖို့အာဂျင်တာတင်ပြီးတာဆိုက်ပရီယော့တွေကတော့စိုက်ပရက်ကနေခွဲထွက်ရင်မျှော်မှန်းချက်ရှိခဲ့ကြတယ်။ဂရိစိုက်ပရီယော့လက်ရဆွန်နေနောက်ကဂရိစစ်အုပ်စုကြောထောင်နောက်ခံပေးထားပြီးတာဆိုက်ပရီယော့တွေနောက်မှာတော့တူတကီနိုင်ငံကပါဝင်အားပေးပါတယ်။လက်ရအစွန်ရောက်ဂရိစိုက်ပရီယော့အာနာသိမ့်မှုဖြစ်ပွားပြီးဟယ်လင်းနဲ့စိုက်ပရက်နိုင်ငံထူထောင်ဖို့ကြိုးစားတဲ့အတွက်တူတကီစစ်တပ်ကဝင်တိုက်ပြီး ဆိုင်ပရက်အရှိမြောက်ပိုင်းကိုတိမ့်ပိုက်ပစ်ခဲ့ပါတယ်။သူတို့တင်ထားတဲ့နယ်မြေမှာမြောက်ဆိုင်ပရီတာကစ်တမရနိုင်ငံကိုထူထောင်ပေးခဲ့တာ1985နှစ်ကလေးကဖြစ်ပေမဲ့အခုအထိကုလသမဂ္ဂကနိုင်ငံအဖြစ်အတိမတ်မပြုသေးပါဘူး။အမျိုးသားနိုင်ငံအဖြစ်အတိမတ်ပြုရေးလက်ရှိအချိန်မှာနိုင်ငံတနိုင်ငံအထူးသဖြင့်အချုပ်အခြာအာဏာပိုင် အမျိုးသားနိုင်ငံအဖြစ်အတိမတ်ပြုခွင့်ရဖို့အများသဘောတူလက်ခံထားတဲ့အချက်လေးချက်ရှိပါတယ်။ နံပါတ်1ကတော့နည်းမြေစိုးမိုးမှုနံပါတ်2ကလူဦးရေတည်ရှိမှုနံပါတ်3ကအုပ်ချုပ်ရေးအာဏာရှိမှုနံပါတ်4ကတော့အတိအမှတ်ပြုမှုတို့ပဲဖြစ်ပါတယ်။နိုင်ငံရေးအင်အားစုတစ်ခုကအဲ့ဒီနည်းမြေကို ထိန်းချုပ်ထားနိုင်ပြီးဒီနည်းမြေမှာနေထိုင်တဲ့လူအများစုကလည်းသူ့ကိုထောက်ခံသဘောကျသလိုသူ့ရဲ့အုပ်ချုပ်ရေးရန်တရားကလည်းကောင်းကောင်းမွန်မွန်လဲပန်နိုင်ရင်အစောကပြောသလိုဒီဖစ်တို အာဏာရပြီလို့ပြောလို့ရပါတယ်။ ိုင်းငံတကာအတိမတ်ပြုမှုကိုလည်းလိုအပ်ပါတယ်အတိမတ်ပြုမှုပါရှိပြီဆိုရင်ဒီဖက်တိုကနေဒီဂျူရီကိုကူပြောင်းသွားပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတကူဖြစ်လာနိုင်ပါတယ်နိုင်ငံတကာအတိမတ်ပြုရေးဟာအရေးကြီးတယ်လို့ဆိုခဲ့ပါတယ်ဒီလိုအရေးကြီးတဲ့အတိမတ်ပြုမှုအတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေကစ조사ကြဖို့လည်းအရေးတကြီးလိုအပ်ပါတယ်။တချို့နိုင်ငံအဖြစ်တောင်းဆိုထားတဲ့ဒေတာတွေကြတော့အကန့်အသတ်နဲ့အတိမတ်ပြုမှုတွေရရှိခဲ့တာကိုတွေ့ရတယ် ဥပမာဆာဘီယာကနေခွဲထွက်တဲ့ပို့ဆိုဘိုနဲ့ဆိုမာလီယာကနေခွဲထွက်တဲ့ဆိုမာလီယန်တို့လိုမျိုးနိုင်ငံတွေ ဖြစ်ပါတယ်။အရက်ခအမျိုးသားနိုင်ငံနဲ့နိုင်ငံတကာသဘောထားကျွန်တော်တို့အနေနဲ့ရခိုင်အရေးကိုပြန်လည်သုံးသပ်ကြည့်ရရင် UNLAA ရဲ့တော်လှန်ရေးဟာနောက်ဆုံးပန်းနိုင်အဖြစ်ရခိုင်ဒေသတစ်ခုလုံးကိုနယ်မြေထိန်းချုပ်လို့ရပြီးအုပ်ချုပ်ရေးရန်တရာတည်ဆောက်မှုအပြေအဝလုပ်နိုင်ပြီဆိုတာနဲ့အမျိုးသားနိုင်ငံအဖြစ်ကြီးညာဖို့ ခြေလံစားတော့မယ်လို့မြင်ပါတယ်။အခုအချိန်ထိတော့ပြည်တော်စုတွေကနေခွဲထွက်မယ်မခွဲထွက်ဘူးလို့ယတိပြတ်မပြောသေးပေမဲ့ပြည်တော်စုဆိုတာကတကယ်ပြည်တော်စု အစ်စ်ဖြစ်မနေတဲ့အတွက်ဒီလိုခွဲထွက်ခြင်းခွဲမထွက်ခြင်းဟာလက်တလုံးမှာအတိတ်ပဲရှိမနေဘူးလို့ပဲယူဆရပါလိမ့်မယ်။ဆိုလိုရင်းကပြည်တော်စုက ခွဲထွက်တာမဟုတ်တဲ့တခြား alternative တစ်ခုကိုစဉ်းစားကြည့်ကြဖို့ဖြစ်ပါတယ်။အစောကပြောသလိုရခိုင်နယ်မြေမှာ တိဘက်တိုစာပစ်ထီတစ်ခု တိဆောက်ပြီးသွားရင်နိုင်ငံတကာရဲ့အတိမတ်ပြုမှုရဖို့တောင်းဆိုတာမျိုးလုပ်ဖို့အတီးရှိတယ်ဆိုတော့ချင်ကပ်မှုမျိုးကိုပြောချင်တာပါအဲ့ဒီလိုအခြေအနေမျိုးစိုက်ခဲ့လို့ရှိရင်အရန်သိဖြစ်အောင်အခုကတည်းကအိမ်နေချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးကို UNLAA ကတည်ဆောက်ထားနေပြီလို့ဆိုလို့ရပါတယ်။အထူးသဖြင့်နေဆက်ချင်းကပ်နေတဲ့ဘင်္ဂလားဒေ့ရှ်ပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်းအခုလက်ရှိဗမာစစ်အုပ်စုလက်ချက်ကြောင့် ထွက်ပြေးခိုလုံလာတဲ့ဒုက္ခတဲ့အရေးကိုခက်ခက်ခဲခဲ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် UNLAA ရဲ့အောင်မြင်မှုနဲ့မွတ်စလင်တွေအပေါ်ထားတဲ့သဘောထားကို အထူးစိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ပြောရမှာပါစစ်အုပ်စုနဲ့ NUG အခက်ရခိုင်အချက်ဗမာစစ်အုပ်စုကတော့ဂျီနိုဆိုက်တရားခံအဖြစ်ကမ္ဘာမှာတရားရင်ဆိုင်နေရစေအနေအထားဖြစ်တဲ့အပြင်စစ်အာဏာသိမ်းမှုကြောင့်အစိုးရအဖြစ် တရားဝင်အတိမတ်ပြုမှုအကြက်တဲကိုပါကြုံနေရတဲ့အတွက်ရခိုင်နေမြေတွေအပေါ်အကြံဖက်အင်အားသုံးထိန်းချုပ်ထားဖို့လေရေရှည်မှာမလွယ်ကူတော့ပါဘူးရခိုင်အမျိုးသားနိုင်ငံတော်ရီမန်ကြအခုလက်ရှိကာလအခြေအနေတွေရှင်းတွက်ကြည့်လိုက်ရင်ပိုအားကောင်းလာမယ်လို့ယူဆရပါတယ်နိုင်ငံတကာကလည်းအကန့်အသတ်နဲ့အတိမတ်ပြုပေးဖို့အလားအလာတွေလည်းရှိကောင်းရှိနေမှာဖြစ်ပြီးဒီလိုအနေအထားပေါ်မှာတခြားသောနိုင်ငံရေးသမားတွေဆက်နွယ်ပတ်သက်နေသူတွေအားလုံး စိတ်ဝင်တစားလေးလာဆောင်ကြည့်ပြီးမိမိတို့အနေအထားအရာပြင်ဆင်တင်တာကိုပြင်ဆင်ထားရမှာဖြစ်ပါတယ်။အထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရခိုင်အရေးနဲ့ပတ်သက်တဲ့တီကြားစဉ်းစားချက်နဲ့သဘောထားတွေရှိနေဖို့လိုအပ်ပါတယ်။အခုလက်တလောအထီတော့ NUG ဟာသူတို့ကိုနိုင်ငံတကာကအစိုးရအဖြစ်အတိမတ်ပြုဖို့ကိုပဲပိုအာယုံဆိုင်စူးစမ်းနေတာကို တွေ့ရှိရပါတယ်။ ရခိုင်နိုင်ငံရဲ့ရည်မှန်းချက်တွေကို alternative အမြင်တွေကနေမချင်ကပ်တဲ့အပြင်ဘယ်လူမျိုးစုတော်လှန်အင်အားစုတွေရဲ့နိုင်ငံရဲ့ရည်မှန်းချက်တွေကိုမှ alternative အမြင်နဲ့ချင်ကပ်တာမျိုးမရှိသေးပါဘူး။သူတို့ကိုယ်တိုင်း2008ကပေးထားတဲ့နိုင်ငံရေးအဆင့်တစ်ခုအထိုင်ကနေပဲအရာအလုံးကိုတုံ့တက်လောက်ကိုင်းနေစေ ဖြစ်တဲ့အတွက်အခုရခိုင်အရေးလိုအရေးကြီးတဲ့နိုင်ငံရေးကိစ္စရပ်တွေမှာ အပြည့်မရှိပဲဖြစ်နေတယ်လို့ဝေဖန်သုံးသပ်လိုက်ရပါတယ်ခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့အာရခတက်တော်ရဲ့နိုင်ငံရေးရည်မှန်းချက်တွေနဲ့တော်လိုင်းရေးလှုပ်ဆောင်နေမှုတွေကိုသုံးသပ်တင်ပြထားတာပါအခုတင်ဆက်ခဲ့တဲ့ကြော်ကိုကိုရေးသားထားတဲ့အမျိုးသားနိုင်ငံတော်အယူအဆနဲ့ရခိုင်တော်လိုင်းရေးဆိုတဲ့စောင်းပါဟာ Renew Agency သတင်းဌာနဝက်ဆိုက်မှာ2022ခုနှစ်မတ်လ9ရက်နေ့ကတင်ဆက်ထားတာပဲဖြစ်ပါရဲ့ရှင် 2022ခုနှစ်ကနေအခု2025ခုနှစ်အထိဟာအာရခတက်တော်ရဲ့တပြည်နယ်လုံးလွမြောက်ရေးကြိုးပမ်းနေစေကာလဖြစ်ပါတယ်။အာရခတက်တော်ဟာရခိုင် တပြည်နယ်လုံးလွမြောက်သွားရင်ဘလို့နိုင်ငံရေးလမ်းစဉ်နဲ့သွားမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခုအချိန်မှာတော့အာရခတက်တော်ဟာတိမ့်ပိုက်ဖို့ကြံနေသေးတဲ့မြို့သုံးမြို့မှာလည်းစစ်ဆိုင်ထားသလိုရခိုင်ပြည်နယ်အဆက်တွေဖြစ်တဲ့မကွေတိုင်း၊ဘကိုတိုင်း၊အေယာဝတီတိုင်းတို့မှာလည်း စ်မျက်နှာတွေဖွင့်ထားပါဗျ။ရခိုင်ပြည်ထဲကတိမ့်ပိုက်ထားတဲ့မြို့တွေမှာဆိုရင်လေအာရခပြည်သူအစိုးရဆိုပြီးတော့လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အုပ်ချုပ်ရေးတွေကိုအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်ရှင်။လွတ်လပ်တဲ့ renew agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တင်းတည်ထိုက်တဲ့ဆောင်းပါးတွေဝေဖန်သုံးသက်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစေပေးမှအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လဲစွမ်းမောကောင်းတောင်းလိုက်ရပါတယ်ရှင်။